အတူလုတ်ဖို့ကိုင်ဖက်တူကပုံမှန်ဆိုရင်မနက်၄နာရီအထိအချိန်ပိုဆင်းလုတ်လုတ်လေးရှိတဲ့မျိုးသမီးဟာဒီနေ့မှာတော့အချိန်မီပဲအိမ်ပြန်ဖို့ထွက်သွားတာကိုသတိပြုမိခဲ့ပါတယ်ဆက်ယုံမှာတခုလေးတော့တပ်ပုံရိုက်ဆက်ပြတ်သွားတဲ့ခါမှာတော့မှဝိုင်းရင်အင်ဂျင်နီယာဖြစ်တဲ့အဲ့ဒီမျိုးသမီးဟာဂရုမစိုက်ဖဲနေခဲ့ပါတယ်။သူမလက်အိတ်တွေကိုချွတ်လိုက်ပြီးနောက်လက်မကြည့်ပဲထွက်သွားခဲ့ပါတယ်ဖြစ်ချင်တော့တပတ်အစောပိုင်းတုန်းကအရေးကြီးတဲ့ပြဿနာတစ်ခုကိုဖြေရှင်းဖို့အတွက်အဲ့ဒီမျိုးသမီးဟာမနက်၄နာရီအထိအချိန်ပိုဆင်းပြီးအလုပ်လုပ်ခဲ့ရပါတယ်။ နောက်တစ်နေ့မှာသူမနှစ်မိနစ်တာနောက်ကျခဲ့ပါတယ်အတိတ်ခတ်အပ်ထားတဲ့စက်ယုံဒရိုက်တာကသူမရဲ့နှစ်ကုန် bonus ထဲကနေဒေါ်လာတသိန်းကိုဖျက်တောက်လိုက်ပါတယ်ဝန်ထမ်းတွေကအဲ့ဒီမျိုးသမီးကိုလူများရှိမှတောင်းပန်ဖို့တိုက်တွန်းခဲ့ကြပါတယ်ဒါပေမဲ့ဒရိုက်တာဟာသူမကိုနမူနာယူဆံပြပုဂ္ဂိုလ်တယောက်ဖြစ်ပုံဖော်ချင်နေတယ်ဆိုတာကိုအမျိုးသမီးကကောင်းကောင်းသိနေတဲ့အတွက်သူမရှင်းပြဖို့ငြင်းဆန်ခဲ့ပါတယ် အနီးနားကလုတ်ဖို့ကင်ဘက်တူကညကအဲ့ဒီအမျိုးသမီးဟာမနက်၄နာရီအထိအလုပ်လုပ်ခဲ့ရတာဖြစ်တဲ့အတွက်၂မိနစ်နောက်ကျတာကိုနားလည်ပေးတင်တယ်လို့ဒရိုက်တာကပြောပြခဲ့ပါတယ်ဒရိုက်တာကတော့ဘလို့ရှင်းပြချက်ကိုမှနားထောင်ဖို့ညှင်းဆုပ်ခဲ့ပါတယ်ထို့ပြင်သူမအတွက်ဝင်ရောက်ပြောဆိုသူမန္တမရကိုအလုပ်ထုတ်ပြမယ်လို့ပါချင်းချောက်ခဲ့ပါတယ်သူမရဲ့လုတ်ဖို့ကင်ဘက်တွေကိုဒုက္ခမရောက်စေဖို့အဲ့ဒီအမျိုးသမီးကဝင်ရောက်တားဆီးလိုက်ပြီးချက်ချင်းပဲစီကန်းထိမ့်သိမ့်ရဲ့အပြစ်ပေးစာကိုလက်မှတ်ထိုးလိုက်ပါတယ်ဒရိုက်တာကအပြစ်ပေးစာကိုမြောက်ပြပြီးစီကန်းကိုချိုးဖောက်သူတိုင်းဟာအမျိုးသမီးနီးတူအပြစ်ပေးခံရမယ်လို့လူတိုင်းကိုတတိပေးခဲ့ပါတယ် ထို့နောက်ဒရိုက်တာဟာသူ့ရဲ့တူကိုအင်ဂျင်နီယာအစ်အဖြစ်ခန့်အပ်ခဲ့ပြီးစက်ရုံစီးမြင်အစ်တွေကိုလည်းထုတ်ပြန်ခဲ့ပါတယ်။သူဖြစ်သူကအဲ့ဒီစီးမြင်တွေကိုတတိပေးလို့ရည်ရွယ်ချက်နဲ့အမျိုးသမီးရှေ့မှာရည်ရွယ်ချက်ရှိရှိလာခဲ့ပါတယ်။ဒါပေမဲ့အမျိုးသမီးကလုံးဝဂရုမစိုက်ခဲ့ပါဘူး။အလုပ်စင်းကျရောက်တာနဲ့တပြိုင်နက်သူမဟာသူ့ကွန်ပျူတာကိုချက်ချင်းပိတ်လိုက်ပြီးပစ္စည်းတွေတင်ဆီးဖို့စတင်ခဲ့ပါတယ်။လုပ်ဖို့ကိုင်ဖက်တူကသူမဘာလုပ်နေလဲလို့မေးလိုက်ပါတယ်။သူမကစက်ရုံစီးမြင်တွေကိုတင်းတင်းကြပ်ကြပ်လိုက်နာနေပြီးအချိန်မီပြန်နေတာဖြစ်တယ်လို့ပြန်ဖြေလိုက်ပါတယ်။အဲ့ဒီအမျိုးသမီးဟာတကားဝကနေထွက်ခွာသွားခဲ့ပါတော့တယ်။အနီးနားကပြိုင်ဘက်ကုမ္ပဏီရဲ့ဥက္ကဋ္ဌကအဲ့ဒီအမျိုးသမီးဟာစက်ရုံမှာပြစ်မှတ်ထားခံနေရတယ်ဆိုတာကိုသိရှိခဲ့ပြီးတဲ့နောက်သူမကိုလာရောက်ချင်းကပ်ခဲ့ပါတယ်။ ဥက္ကဋ္ဌကသူမကိုခတ်အပ်ဖို့အတွက်နှစ်စဉ်လစာဒေါ်လာ30တန်းပေးမယ်လို့ကန့်လန့်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမျိုးသမီးကသူမရဲ့လက်စားချေမဲ့အစီအစဉ်ကခုမှစတင်နေတော့မဖြစ်တဲ့အတွက်ညှင်းပယ်ခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့အဲ့ဒီမျိုးသမီးဟာမနက်၈နာရီတတိမှဆက်ယုံကိုအချိန်မီရောက်လာခဲ့ပါတယ်။ဒါပေမဲ့ဆက်ကိုစတင်လဲပတ်လိုက်တဲ့အချိန်မှာပဲပြင်းထန်တဲ့ချိုးယွင်းမှုဖြစ်ပေါ်ခဲ့ပြီးထုတ်လုပ်လိုက်တဲ့ပစ္စည်းအလုံးမှာအကြောင်းတွေပေါ်နေခဲ့ပါတယ်။ဘယ်သူကမှဘာဖြစ်နေလဲဆိုတာမသိခဲ့ပါဘူး။ဒရိုက်တာကအဲ့ဒီမျိုးသမီးကိုခေါ်ပြီးစစ်ဆေးခိုင်းခဲ့ပါတယ်။စစ်ဆေးပြီးတဲ့နောက်အဲ့ဒီအမျိုးသမီးကစက်ကိုကြိုတင်ပြီးစနစ်တကျချိန်ကြီးမထားခဲ့တဲ့အတွက်ထုတ်ကုန်တွေဟာအားလုံးချိုးယွင်းနေတာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ ကြီးကျယ်ရေးမှုကအဲ့ဒီအမျိုးသမီးဟာပုံမှန်ဆိုရင်ဆက်တွေကိုချိန်ကြီးဖို့အတွက်နေ့တိုင်းအလုပ်ကိုတနာရီစောပြီးရောက်လိရှိကြောင်းပြောခဲ့ပါတယ်။ဒီနေ့ဘာလို့မချိန်ကြီးတာလဲလို့မေးခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးကသူ့ဘေးနားကစီမင်းတစ်ကိုလက်ညှိုးထိုးပြီးဆက်မဆက်တင်ခင်စစ်ဆေးချိန်ကြီးတာဟာပုံမှန်လုပ်ငန်းတာဝန်ဖြစ်ပြီးပုံမှန်လုပ်ချိန်တွင်းမှာပဲ PC အောင်လုပ်ရမှာဖြစ်တယ်လို့ပြန်ဖြေလိုက်ပါတော့တယ်။သူမရဲ့ပုံမှန်လုပ်ချိန်ဟာ၈နာရီကျော်မှစတာဖြစ်တဲ့ဒရိုက်တာကအမျိုးသမီးဟာဒီအခြေအနေကိုအတုံးချပြီးသူ့ရဲ့ကိုယ်ရေးကိုယ်တာမချိန်တဲ့ချက်ကိုဖြေရှင်းနေတာလို့ထင်ခဲ့ပါတယ်။သူအလွန်ဒေါသထွက်သွားပြီးသူမကိုချက်ချင်းအလုပ်ထုတ်ပစ်ချင်ခဲ့ပါတယ်။ အဲ့ဒီခိုက်တက်မှာပဲတူဖြစ်သူကသူလဲဆက်တွေကိုချိန်ညှိနိုင်ကြောင်းပြောလိုက်ပါတယ်ဒရိုက်တာကအလွန်ကျဉ်တဲ့အားရစွာနဲ့အဲ့ဒီမျိုးသမီးမရှိဘဲနဲ့လဲဆက်ယုံလဲပက်လို့မပျက်စီးနိုင်ဘူးလို့ပြောခဲ့ပါတယ်မကြခင်မှာပဲတူဖြစ်သူကဆက်ကိုချိန်ညှိလို့ပြီးစီးသွားခဲ့ပါတယ်ဒရိုက်တာကလည်းသူ့ကိုဝိုင်းရင်အင်ဂျင်နီယာယာတို့ကိုထူးထူးခြားခြားတုံ့ပြန်ပေးလိုက်ပါတော့တယ်သို့တော်လည်းအစ်တစ်ထုတ်လုပ်လိုက်တဲ့ပစ္စည်းတွေအားလုံးစစ်ဆေးမှုမအောင်မြင်ခဲ့ပါဘူးဒရိုက်တာမှလည်းပြဿနာကိုဖြေရှင်းဖို့အတွက်အဲ့ဒီမျိုးသမီးကိုထပ်မံခေါ်ယူဖို့ကလွယ်ပြီးတခြားရွေးချယ်စရာမရှိခဲ့ပါဘူးစစ်ဆေးပြီးနောက်အဲ့ဒီမျိုးသမီးဟာဆက်ရဲ့ပြဿနာကိုချက်ချင်းပဲတွေ့ရှိခဲ့ပါတယ် ဒါရိုက်တာကသူမကိုဆက်ကိုအမြန်ဆုံးပြင်ဆင်ဖို့အမိန့်ပေးခဲ့ပါတယ်ပြင်ဆင်နေစဉ်အတွင်းသူမဟာအပူချိန်တိုင်းကရိယာတစ်ခုကိုကောက်ယူပြီးတခုချင်းစီတိုင်းတာမှုတွေလောက်ဆောင်နေခဲ့ပါတယ်သူမဟာစီမြက်အစ်စ်တွေအရပြက်ပြက်တံမိုးတွေကိုတွက်ချက်ဖို့ဒီလိုလောက်ဆောင်ခဲ့တာပါကြီးကြပ်ရေးမှုကဒါကိုမြင်တဲ့အခါအလွန်ဆိုးရိမ်ပူပန်သွားခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ဒီလိုတိုင်းတာမှုမျိုးကအ ਨੇ ဆုံးတရက်ကြာမှဖြစ်လို့ပါရိုက်တာကအဲ့ဒီ